အသက်ကြီးနေပြီမြေခေါင်းဆောင်မင်းသားကာရိုက်တာနဲ့ဆက်လက်ရိုက်ကူးဖို့ပြင်ဆင်နေတဲ့နေမျိုးအောင် ရန်ကုန်စယ်လီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်နေမျိုးအောင်ကတော့ဗီဒီယိုတစ်ခက်မှာတကယ့်ကိုအောင်မြင်ခဲ့တဲ့မင်းသားတလက်ပါရုပ်ရှင်ကားပေါင်းများစွာကိုလည်းရိုက်ကူးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့နေမျိုးအောင်ကအခုချိန်ထိအမှုပညာလောကထဲမှာရပ်တည်နေနိုင်တာဖြစ်ပါတယ်ဒါအပြင်နေမျိုးအောင်ကပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင်လို့ကြော်ညာရိုက်ကူးတဲ့ပုံတွေဗီဒီယိုရိုက်ကူးတဲ့ပုံတွေနဲ့စစ်စနီးလေးအားပြဲစိန်နဲ့အတူတရ ရက်တရက်ပျော်ရွှင်နေရတဲ့အကြောင်းတွေကိုပရိသတ်တွေသိအောင်ဆိုရှယ်မီဒီယာကနေအမြဲတမ်းမျှဝေလာတက်တာဖြစ်ပါတယ်။နေမျိုးအောင်တို့မိသားစုရဲ့နေထိုင်ပြုမှုလှုပ်ရှားပုံတွေစီးပွားရေးမှာဆိုရင်လည်းအမှုပညာအလုပ်ပြင်အခြားသောရောင်းရင်းဝယ်တာတွေမှာပါလောက်ကင်ဆောင်ရွက်နေတဲ့နေမျိုးအောင်တို့ကိုပရိသတ်တွေကချစ်ခင်လေးစားအားကျနေကြရတာဖြစ်ပါတယ်။အခုလက်ရှိချိန်မှာနေမျိုးအောင်ကအသက်အရွယ်တစ်ခုကိုပိုင်ဆိုင်ထားပြီးဖြစ်တဲ့အတွက်တချို့ကလည်းနေမျိုးအောင်နေနဲ့အမှုပညာအလုပ်တွေမလုပ်တော့ဘူးလို့ထင်မှတ်ထားတာပါ။ဘာလို့လဲဆိုတော့အမှုပညာအလုပ်ပြင်နေမျိုးအောင်မှာဟိုတယ်လုပ်ငန်းတွေ ရောစားသောက်ကုန်လုပ်ငန်းတွေကများစွာပိုင်ဆိုင်တာဖြစ်တဲ့အတွက်သူအနေနဲ့အမှုပညာအလုံးမလုံးလေကြီးပွားချမ်းသာနေပြီဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမျိုးအောင်ကဒီလိုမျိုးမဟုတ်ပါဘူး။သူအနေနဲ့လက်ရှိအချိန်မှာအသက်အရွယ်အတိုင်းအတာတစ်ခုကိုရောက်နေရဲဝတ်ပုံစားပုံနေပုံထိုင်ပုံတွေကဆိုရှယ်ကျနေစေဖြစ်ပါတယ်။အိမ်မာနေစွကျဲတာအပားတထဲနဲ့တာပေါ့ပေါ့ပါပါနေတတ်တဲ့ဆိုပေမဲ့သူ့နေရာနဲ့သူလိုက်ဖက်အောင်ဝတ်တက်စားတက်ပြီးလက်ရှိအချိန်ထိလည်း ခန့်ခန့်ချောချောကြီးဖြစ်နေသေးတာပဲဖြစ်ပါတယ်။ညီမျိုးအောင်လိုအရွယ်လိုတခြားသောအမှုပညာရှင်တွေကလက်ရှိအချိန်မှာဆိုရင်အဖေခန့်ဦးလေးခန့်လိုမျိုးတွေပဲဇလန်းတွေမှာရိုက်ကူးတာကိုတွေ့မြင်ရတော့မှာပါ။ပြောရမယ်ဆိုရင်တော့ဇက်ဖို့ဇက်ရနေရာကိုရောက်ရှိသွားကြပြီဖြစ်ပါတယ်။ညီမျိုးအောင်ကတော့အဲ့ဒီလိုမျိုးလှုပ်ဖို့လုံးဝစိတ်ကူးမရှိပါဘူး။သူအနေနဲ့အခုချိန်မှာလည်းသူ့အရွယ်နဲ့သူနဲ့လိုက်ဖက်မဲ့ character မျိုးရှိရဲဆိုရင်ခေါင်းဆောင်မင်းသားအနေနဲ့ပဲရိုက်ကူးသွားမှာပါလို့ပြောပါတယ်။ညီမျိုးအောင်ကလော့ကရန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှလည်းပါဝင်တယောက်ဆောင်ထားတာဖြစ်ပြီး လောကဒဏ်ရုပ်ရှင်ဖရက်ရှူကြီးကိုတက်ရောက်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့ညီမျိုးအောင်ကကျွန်တော်အနေနဲ့လက်ရှိရဲ့အချိန်မှာကျွန်တော်အသက်အရွယ်ကျွန်တော်ပုံစံနဲ့ kait ညီနဲ့ character တစ်ခုကိုကျွန်တော်ပြင်ဆင်နေပါတယ်။အဲ့ဒီရုပ်ရှင်စကားကြီးမှာဆိုရင်လည်းခေါင်းဆောင်မင်းသားနေရာကနေပဲရိုက်ကူးသွားမှာဖြစ်ပါတယ်။လုံးဝလက်မလျှော့သေးပါဘူးလို့ပြောပါတယ်။စပွဲတို့ဘဝကနေအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ရက်တည်နိုင်ခဲ့တာဖြစ်သလိုစကားပေါင်းများစွာမှလည်းအောင်မြင်မှုတွေရရှိခဲ့တဲ့ character ပေါင်းစုံကိုလည်းပိုင်ပိုင်နိုင်နိုင်တရုပ်ဆောင်နိုင်ခဲ့ပြီးပ ဘေးနားမှာရှိနေတဲ့ချစ်စနီးလေးအာပြဲစင်ကလည်းနေမျိုးအောင်ကောင်းစားဖို့အတွက်မျိုးစုံဘက်ပေါင်းစုံကနေထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ငွေကြီးအတွက်လည်းပူစရာမလိုတော့တာကြောင့်နေမျိုးအောင်တို့ကလွန်ခဲ့တဲ့ရက်ကလည်း3000ကျော်တန်းအသစ်ဆက်ဆက်လက်ဆရီကားကြီးကိုတွားရောက်ဝယ်ယူထားခဲ့တာဖြစ်ပါဒါကြောင့်ညီမျိုးအောင်အနေနဲ့ငွေကြေးပိုင်းမှာလည်းလုံးဝပူစရာမလိုပဲကိုရိုက်ချင်တဲ့ character ကိုကိုရဲ့ပတ်စံနဲ့ကိုထုတ်ရိုက်ပြီးကောင်းဆောင်မင်းသားအနေနဲ့ရက်တီလိုရနိုင်သေးတယ်ဆိုတာကိုပရိသတ်တွေတီအောင်ချပြလာခဲ့တာပဲဖြစ်ပါတယ် ညီမျိုးအောင်ကိုအကယ်ဒမီစုတွေပိုင်ဆိုင်စီခြင်းနဲ့ပရိသတ်တွေကလည်းဘလို့ character တွေနဲ့ရှေ့ဆက်ရိုက်ကူးအောင်မလဲဆိုတာမျှော်လင့်နေတာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးနေနေရောအရွယ်ရောက်ရှိနေပြီဖြစ်တဲ့ညီမျိုးအောင်တရားခေါင်းဆောင်မင်းသားအနေနဲ့ရှိုက်ကူးမယ်ဆိုရင်ရောအားပေးဖြစ်မှာလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်